ရင်ဘုန်းကြီးတို့ဒီကနေ့ခင်မှကြည့်အောင်ဇာရတဲ့ပုဂ္ဂိုလ်ဘယ်နှဦးရှိလဲအလွန်ရှားပါတယ်ပေါ့အဲ့လိုသမထခြင်းစဉ်နေခြင်းပြီးမှရတဲ့ဗြမဘုံတော်မြတ်စွာဘုရားကဗြမတ္တဘဝတော်တော်ဘောဗြမဘဝရဖို့ရအခဲနဲ့လို့မဟုတ်ဘူးတကလူတွေလည်းချမ်းသာဒုက္ခများလာတဲ့နတ်ဘုံကိုလည်းပဲဒေဝတ္တဘဝတော်တော်ဘောလက်ဖြစ်ဖို့ရအခဲနဲ့လို့မဟုတ်ဘူး ဟောလူပုံကြတော့ဗာပြလို့မနှုတ်တတ်တာဘာဝောပုံဒုံလဘောလူဖြစ်ဖို့ခဲနေတယ်လို့ဟောတာတော့ဆိုတော့ကုသကောင်းမှုလုပ်ဖို့အချိန်နေကောင်းနေအကုန်ရှိလို့ပြောတာဒါဖြင့်နတ်ဘုံမှာအချိန်နေကောင်းနေမရှိဘူးလားမရှိဘူးတိလာဆောင်ခြင်းရင်လည်းပဲတရားမင်းကြီးတောင်းဝလူပြေလာဆောင်ရတယ်ဒါနကောင်းမှုလုပ်ခြင်းရင်လည်းလူပြေလာလုပ်ရတယ် သူပြေမှာဒါနပဲလုပ်လို့သီလပဲစောင့်တည်စောင့်တည်ကမ္မထမ်းဘာဝနာပဲပွားများပွားများခြေနေကောင်းနေအလွန်ခြေနေကောင်းတဲ့နေရာလို့ဒီလိုဆိုလို့ဒါကြောင့်မို့လူဘဝရခဲ့တယ်လို့ပြောဘာဖြစ်လို့လဲဆိုလူဘဝမှာတရားဓမ္မကိုနီးလန်းညွန်ပြနိုင်တဲ့ဖရာဆိုတာလေလူဘုံမှာပဲဖြစ်တာဟုတ်ပိစိကဗုဒ္ဓဆိုတာလေလူဘဝမှာပဲရှိတယ်ကျန်တဲ့သူတော်စင်သူတော်မြတ်တွေများသောအားဖြင့်လေလူဘဝမှာဖြစ်ကြတယ် ဒါကြောင့်မို့လူပုံလူပွားဟာအခြေအနေတွေကြည့်မယ်ဆိုရင်အကောင်ဆုံးပဲပေါ့အေးစိုက်ပျိုးရေးလှုပ်ချင်တဲ့လူတွေဟာအခြေအနေကောင်းကိုအရင်ရှာရတယ်မို့လားမှန်ပါဗျာဘယ်လိုနေရာအခြေအနေတွေကိုရှာရတော့လို့ဆိုရင် စိုက်ပျိုးရေးလှုပ်ချင်လို့ရှိရင်မြေကောင်းရေကောင်းရှိတဲ့နေရာရှာရတယ်မိုးလေဝသမှန်တဲ့နေရာရှာရမြေလည်းကောင်းမှမိုးလေဝသလည်းကောင်းမှအဲ့လိုနေရာမျိုးမှာစိုက်ပျိုးရေးလုပ်လို့အောင်မြင်တာပေါ့အဲ့ဒါလိုပဲ လူပြည်မှာဘာကုသိုလ်မဆိုလုပ်လို့ရသည့်အတွက်ကြောင့်အမှန်တမ်းအခြေအနေကောင်းနေအခြေအနေကောင်းတဲ့လူပုံလူဘဝဒါကြောင့်မို့လို့ရခဲ့တယ်လို့ပြောတာအဲ့တော့ရခဲ့တယ်လို့ဆိုတာတချို့လူတွေကအေးဒီကနေ့ခေတ်မှာတဘာမှာလူကြီးတွေတိုးတယ်တန်းပေါင်း6000ကနေ9000ရှိလာပြီမကြခင်8900 1000ဖြစ်တော့မှလူဘဝရခဲ့တယ်ဆိုတာဟုတ်ပါမလားလို့ဒီလိုတွေးတဲ့ပုဂ္ဂိုလ်ကတွေးသေးတယ် ဒီဥယျာဉ်ကိုပြောတာမဟုတ်ဘူးအခြေအနေကောင်းတွေအားလုံးဟာလူပုံမှာရှိတယ်ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဘာလှုပ်ခြင်းလှုပ်ခြင်းလူပုံကအကုန်လုံးဖြစ်နိုင်တယ်တခြားပုံတွေမှာဒီလိုအခြေအနေကောင်းတွေမပေးဘူးလို့ဒီလိုပြောတာနော်ဗမာတွေလည်းကဘာရှိကြအသက်ရှိကြတော့လည်းပဲသူတို့ဗမာပုံမှာကျင့်သုံးထားတဲ့တရားပဲ နှလုံးသွင်းပြီးတော့မြမပြေမာဒီလိုအချိန်ကုန်သည်ထိအောင်နေကြနတ်တွေဆိုတာလဲစီစဉ်ချမ်းသာတွေခံစားပြီးတော့ဒီလိုအချိန်ကုန်အောင်နေနေကြနောက်ထပ်ကုသိုလ်ကောင်းမှုဆိုတာတိတ်မရှိချာဘူးသူတို့မှာအဲ့ဒါကြောင့်မလို့လူပုံကြတော့တလုံးမဟုတ်ဘူးအဲ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကတန်ရုပ်ပါဠိတော်မှာသဖတ္တယတနိကတုတ်ဆိုပြီးတော့တုတ်ကလေးတစ်တုတ်ခေါ်ထားတာရှိတယ်ဒီတုတ်လေးကဘုန်းကြီးတို့တွေ အမတ္တမတတိထားဖို့ကောင်းတဲ့တုတ်တန်လေးတစ်ခုပေါ့မြတ်စွာဘုရားကအဲ့ဒီတုတ်တန်ကိုဗာနဲ့စတော့ဆိုရင်ချစ်သားရန်တို့သင်တို့အလွန်ကံကောင်းတဲ့အရာတော်ကြတယ်မြတ်တော်အကျင့်ကျင့်ဖို့အခွင့်ကောင်းကြီးရထားနေကြပြီဒါလူလူဘဝရထားတဲ့ပုဂ္ဂိုလ်တွေဟာနော်ဗျာမစရိယလို့ခေါ်တဲ့မြတ်တော်အကျင့်ဆိုတာမဂ္ဂင်၈ပါးအကျင့် အခုဝိပဿနာဉာဏ်တွေကို ဖြစ်စေနိုင်တဲ့အကျင့်အဲ့ဒီမဂ္ဂင်၈ပါးအကျင့်ဆိုတဲ့ဗြဟ္မစရိယကိုကျင့်သုံးဖို့ရအခွင့်ကောင်းကြီးခုရထားကြပြီဒါအခွင့်ကောင်းဆိုတာရထားတိုင်းဟိုလူကိုအကျိုးဖြစ်ထွန်းစေမှာမဟုတ်ဘူးအခွင့်ကောင်းကို အသုံးချတဲ့ပုဂ္ဂိုလ်ကလည်းအခွင့်ကောင်းကအကျိုးပြုပါ လောကလူတွေဟာတူတူနေကြတော့လည်းပဲအခွင့်ကောင်းကိုအသုံးချသူရှိတယ်အခွင့်ကောင်းကိုအသုံးမချသူရှိတယ်အသုံးမချတဲ့ပုဂ္ဂိုလ်အတွက်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့အသုံးချတဲ့ပုဂ္ဂိုလ်အတွက်ကြအကျိုးအမြတ်တွေအများကြီးရတော့မှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ယဟန်တွေကိုချက်သားယဟန်တို့တင်တို့အမတန်မအရာတော်တယ်ဗြမစရိယကျင့်သုံးဖို့ရအတွက်အခွင့်ကောင်းကြီးရထားတယ်လူပုံလူဘဝဆိုတာ ယမစရိယကျင့်သုံးမှုအတွက်ဖြစ်နိုင်ခြေအရှိဆုံးဘဝဖြစ်တယ်